မင်္ဂလာပါရှင်။မြင်းချံခရံအတွင်းစစ်တပ်စစ်ကြောင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ပြီးပုံမှုအဆင့်အပါအဝင်စစ်တပ်တေဆုံးမှုများကစစ်တုပ်ပံ၉ဦးဖမ်းမိတဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မန္တလေးတိုင်းမြင်းချံခရံအတွင်းကစစ်တပ်စစ်ကြောင်တို့ကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာပုံမှုအဆင့်အပါအဝင်စစ်တပ်အများအပြားတေဆုံးပြီးစစ်တုပ်ပံ၉ဦးဖမ်းဆီးရမိခဲ့တယ်လို့ ညင်းချန်ခရိုင်အမတ်လေးနဲ့အမတ်30တက်ရင်တို့ကထုတ်ပြန်ထားပါတယ်။စက်တမလ25ရက်နေ့မှာနှုတ်ထိုးကြီးမြုပ်နေရန်ကင်းဖျားကနေမြန်တာကျေးရွာဖက်ဦးတီစစ်ကြောင်ထိုးလာတဲ့အင်အား200ပါစက်တပ်စစ်ကြောင်ကိုတော်လှန်ရေးပူပေါင်းတပ်ကတိုက်ခိုက်ခဲ့တာကြောင့်ဗိုလ်ကြီးအပါအဝင်ခုံနှူးဦးကျော်တေဆုံးပြီးလက်နက်တလဲသိမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲဒီနောက်အော်တိုဘလတရက်နေမှာလဲနထိုးချင်းမြုံနေမြန်တာရွာကို မီးရှို့ဖျက်ဆီးပြီးဒိုင်းလေရွာအနီးဦးတီစစ်ကြောင်ထိုးလာတဲ့အင်အား250ကျော်ပါစစ်သက်စစ်ကြောင်ကိုမြင်းချံခရိုင်အမတ်လေးတရင်မြင်းချံခရိုင်အမတ်30တရင်နဲ့မြစ်တာပကဖာမြင်းချံခရိုင်ဒုံးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ် အဆိုပါတိုက်ပွဲအတွင်းစစ်တပ်ပန်၄ဦးဖမ်းဆီးရမိပြီးစစ်သား၁၀ဦးကျော်သေဆုံးကငကြင်းမီတလဲ MA11 တုံးလဲ G3 နလဲ MA1 တလဲ M79 တလဲ MA5 နလဲအပြင် drone နှစ်စီးဂျမ်မာကားတစ်စီးကားသုံးစီးတို့အပြင်ခဲယံအများအပြားတင်းစီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်အော်တိုဝလာကိုရနေမှာလေမလိုင်မြုံနယ်နှောကန်ရွာဖက်က မလိုင်မြုံနယ် အင်ကြီးတောရွာဖက်ကိုဥတီစစ်ကြောင်ထိုးလာတဲ့အင်အား900ပါစစ်တပ်စစ်ကြောင်ကိုမြင်းချံခရိုင်အမတ်လေးတရင်မြင်းချံခရိုင်အမတ်30တရင်တို့ကတိုက်ခိုက်ခဲ့ရာလေးရံမြောက်နဲ့မှာပုံမူးကြော်မင်းအပါအဝင်စစ်တာ20ကျော်တေဆုံးခဲ့ပြီးစစ်တုပ်ပံ9ဦးဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းလက်နက်မျိုးစုံ24လက်နဲ့စစ်အတုံးဆောင်ပစ္စည်းတွေအပြင်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ အော်တိုဝလာ၁၂ရက်နေ့မှာမလန်မြို့နယ်အင်ဂျီတောရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်အင်အား200ပါစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကထပ်မံတိုက်ခိုက်ခဲ့ရာစစ်တပ်အများအပြားတေဆုံးပြီး MA1 လေးလက် MA2 ၄လက် MA3 လေးလက်60မမပြောင်းတိုတလက်အပါအဝင်စွစုပေါင်းလက်နက်70လက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်အဲဒီတိုက်ပွဲကာလအတွင်းတော်လိုင်းရဲဘော်တွေရဲ့အတက်တွေးချွေးတွေကိုရင်းနှီးခဲ့ရပြီး စစ်တပ်ဖက်ကလေကြောင်းတိုက်ခိုက်မှုအလုံးအကျုံပြုလုပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်ရှင်။